အမေရိကန်တို့ရုရှားသမ္မတရဲ့အထူးကိုယ်စားလှယ်သွားရောက်ပြီရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အထူးကိုယ်စားလှယ်နဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုအကြီးအကဲကီရီတီမီထရဟာမကြာခင်မှာအမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ကိုသွားရောက်မယ်လို့ AP နှစ်ရက်ကနိုင်ငံတကာသတင်းတွေမှာဖော်ပြထားတာကို NBC သတင်းမှာပါရှိပါတယ်ဝါရှင်တန်မှာဒေါ်နယ်ထရော့ရဲ့အရှိလေပိုင်းနဲ့ရုရှားဆိုင်ရာအထူးကိုယ်စားလှယ်စတေဝေကာတို့သွေးဆောင်မယ်လို့ဆိုပါတယ် ယူကရိန်းအပြည့်အစဲရေးနဲ့ပတ်သက်လို့ဗလာဒီမာပူတင်ကိုစိတ်ပြက်မိတယ်လို့ဒေါ်နယ်ထရပ်ကပြောဆိုခဲ့ပြီးရပိုင်းမှာဒီမီထရဲရဲ့အမေရိကန်ခရီးစဉ်ထရပ်ပေါ်လာတာဖြစ်ကြောင်းသတင်းတွေကဖော်ပြပါတယ်။အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအစီအမံပါဝင်တဲ့ဒီမီထရက်ကိုအထူးကိလို့ခွေပီဇာနဲ့ဝါရှင်တန်ကို လာခွေပြူတာဖြစ်တယ်လို့ဒီမီထရက်ဟာ ယူကရိန်းကျူးကျော်စစ်စတင်ချိန်ကစပြီးအမေရိကန်ကပထမဆုံးနိုင်ရခွေရတဲ့ရုရှားအစစ်မြေအရာရှိဖြစ်တယ်လို့လဲဝါရှင်တန်အခြေစိုက်သတင်းတွေကဖော်ပြပါတယ်။ဒေါ်နယ်ထရိုင်ရဲ့အထူးကိုယ်စားလှယ်စတီဝီကော့ကတော့မော်စကိုကိုနှစ်ကြိမ်သွားရောက်ခဲ့ပြီးဗလာဒီမာပူတင်နဲ့တိုက်ရိုက်တွေ့ဆုံခဲ့ပြီးဖြစ်ပေမယ့်တီမီထရက်အနေနဲ့ဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခွင့်ရမရကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့သတင်းတွေမှာဖော်ပြထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။